အားလုံးပဲမင်္ဂလာပါရှင်စိတ်အားငယ်နေတဲ့အချိန်စိတ်ထက်ကြနေတဲ့အချိန်စိုးရိမ်တော့ကပူပန်မှုတွေများနေတဲ့အချိန် stress တွေများနေတဲ့အချိန်မှာနားထောင်လို့ရအောင်ဒီ affirmation video လေးကိုလုပ်ပေးထားပါတယ်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးတစ်ခုမှာမျက်လုံးလေးမှိတ်ပြီးအသက်ကိုရှုသွင်းရှုထုတ်လုပ်ရင်းနဲ့ ဒီဗီဒီယိုတွေက affirmation တွေကိုနားထောင်ပြီးတော့စိတ်အေးချမ်းမှုကိုရယူလိုက်ပါနေ့စဉ်နေ့တိုင်းနားထောင်ပြီးရင်စိတ်တက်ခွန်အားတွေတည်တည်တတ်တာတိုးလာပြီးတော့စိုးရိမ်ပူပန်မှုတွေရောကြတော့မှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်ငါကတန်မာတဲ့လူတယောက်ငါကထက်မြက်ပြီး အရေးချင်းရှိတဲ့လူတယောက်ငါကကျွန်တော်သမ ्या ကိုရဲရဲရင်ဆိုင်နိုင်မဲ့လူတယောက်ငါကစင်ခုံမှုတွေကို အကောင်းဆုံးကြော်ဖြတ်နိုင်မဲ့လူတယောက်ငါကထင်သားလာထပူတန်ပါတယ်ဒီအခိုက်တက်တွေကိုကြော်လွားဖို့ငါမှာစွမ်းအားရှိတယ် ငါဘယ်တော့မှအရှုံးမပေးဘူးငါစိတ်တမကြောက်ဒါကိုငါရင်ဆိုင်နိုင်တယ်ငါကောင်းမော့ရင်ကော့ထားတယ်ငါကငါယုံကြည်မှုရှိတယ်ငါရဲ့မသိစိတ်ကိုငါယုံကြည်တယ်။ငါအရေးချင်းနဲ့အသိပညာကို ငါယုံကြည်ရဲ့ထိမ့်သန့်တုံလုံးစရာတွေကိုကြံ့ကြံ့ခံပြီးဖြတ်တန်းနိုင်မယ်လို့ကိုကိုကိုယုံကြည်ရဲ့ငါစိတ်ကတည်ငြိမ်တယ်တော်ယုံနဲ့မတုံလုံးတတ်ဘူးမလိုအပ်ပဲမပူပန်တတ်ဘူးငါကကိုထိန်းချုပ်လို့မရတာတွေအတွက်စိတ်တော်ကအယောင်မခံဘူး ငါကစိုးရတဲ့အခြေအနေတွေမှာတောင်စိတ်ကိုငြိမ်အောင်ထားနိုင်တယ်။ငါစိတ်ကကြည်လင်တယ်။အာယုံရှင်းတယ်။မလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေกินတယ်။ငါရဲ့တွေးခေါ်ပုံ၊ခံစားပုံနဲ့ပြုမှုပုံတို့ကိုငါကိုယ်တိုင်ထိန်းချုပ်ထားနိုင်တယ်။ငါရဲ့စိတ်ဖြစ်စီမှုတွေကို လွတ်ချလိုက်ပြီမကောင်းတာတွေမှန်သမျှငါဘဝတွေကလွတ်ချလိုက်ပြီအဆိုးဆုံးအခြေအနေတွေကို တွေးနေမိတဲ့စိတ်ကိုလွတ်ချလိုက်ပြီအထိတ်တလန့်ခံစားချက်တွေငါခန္ဓာကိုယ်ကိုစွန့်ခွာသွားပြီကိုဘာမှမတက်နိုင်တဲ့အရာတွေထက် ကိုလုံနိုင်တဲ့အရာတွေကိုပဲအာရုံစိုက်မယ်ထိမ့်နံစရာတွေထက်စိတ်အေးချမ်းသာကိုငါရွေးချင်တယ်ဆိုရင်တော့ကအတွေးတွေကိုငါမတွေးဘူးနောက်၅နှစ်လောက်ဆိုရင်ဒါကအခုငါထင်နေသလောက်အရေးမကြီးတော့ပါဘူး ငါအခုစိုးရင်စိတ်กินနေပြီငါကအေးချမ်းတဲ့ဘဝကိုဖျက်တမ်းနေတယ်ငါလွတ်လပ်တယ်ငါပျော်ရွှင်တယ်ငါကစိတ်ချမ်းသာမှုနဲ့ထိုက်တယ်နေငါကအဆုံးမြင် အတွေးတွေကိုအကောင်းမြင်အတွေးတွေနဲ့အစားထိုးနေတယ် ငါကကောင်းတဲ့စွမ်းအင်တွေကိုစီရောက်လာအောင်ဆွဲဆောင်နေပါတယ်ဆလတ်ရှင်တန်ခွင့်ရလို့ငါဝမ်းသာပါတယ်ငါအခုအန်ဒီရဲ့ကင်းနေလုံခြုံစိတ်ချရတယ်ငါကဘေးကင်းတဲ့နေရာမှာရှိတယ်ဒီအခက်ခဲတွေကို ငါတယောက်တည်းရင်ဆိုင်နေရတာမဟုတ်ဘူးဒီကဘာမှာငါတယောက်တည်းမဟုတ်ပါဘူးငါကိုနားလည်ပေးမဲ့သူတွေကူညီပေးမဲ့သူတွေရှိပါတယ်ဘဝရဲ့စိန်ခေါ်မှုတွေကိုကြိုးစားတယ်ငါအတွက်စိန်ခေါ်မှုတိုင်းကတင်ယူဖို့ တိုးတက်ဖို့အခွင့်အရေးပဲ။ငါကလူသားတယောက်ဖြစ်လို့အမနဲ့မกินပါဘူး။အမတွေကနေတင်ငန်းစာယူပါတယ်။ဖြစ်တန်းခဲ့သမျှအရာအလုံးကငါ့ကို ရှင်သန်ကြည်ထွားဖို့ကူညီပေးခဲ့တာပါ။ဒါကိုကြော်ဖြတ်နိုင်မယ်လို့ကုကုကုယုံကြည်ရဲ့ ငါကတဖြည်းဖြည်းနဲ့လောကဒဏ်ကိုရင်ဆိုင်နိုင်လာပြီငါမှခံနိုင်ရည်ရှိတယ်ငါဘယ်တော့မှအရှုံးမပေးဘူးငါကအရင်တည်းကလဲကြရင်ပြန်ထနိုင်တယ်စာရှုံးမှုကအောင်မြင်မှုလမ်းကြောင်းရဲ့အစိတ်အပိုင်းတစ်ခုပါ ငါဘာမဆိုရင်ဆိုင်ကြော်ဖြတ်နိုင်တယ်ငါကပြဿနာတွေကိုတတိရှိရှိရင်ဆိုင်တတ်တယ်အတားစီတိုင်းကိုငါကြော်ဖြတ်နိုင်စွမ်းရှိတယ်အကြောက်တရားကငါကိုမထိန်ချုပ်စေရအောင် ငါစိတ်တွေကြည်နင်းနေပြီကိုစိတ်ကိုကိုထိမ့်ချုံနိုင်နေပြီငါခန္ဓာကိုယ်ကလည်းတည်ငြိမ်နေပြီငါအသက်ရှူလိုက်တိုင်းငါစိတ်ကတည်ငြိမ်အေးချမ်းနေတယ်ငါခန္ဓာကိုယ်ကတင်းမာမှုတွေနဲ့ယောလာပြီး ငါစိတ်တွေနဲ့တက်တာလာပြီငါမှာအကောင်းမြင်စိတ်ရှိတယ်ငါလုံနိုင်နေဆိုတာငါပြည့်ရဲ့ငါကဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချတတ်တယ်ကြုံတွေ့နေရတဲ့အခြေအနေကငါကိုပူတမ်းမှာပူအားကောင်း ပိုထက်မြက်စင်လာမှာပါဘလောက်ဝေးဝေးကိုတွားရမယ်ဆိုတာထက်ဘလောက်ဝေးဝေးကို ရောက်နေပြီလဲဆိုတာကို အမြဲကောင်းနေထည့်ထားမှာပါငါဘဝမှာအခုဟာစပြီးပိုကောင်းလာတော့မယ်ငါကတသက်လုံးရုန်းကန်နေရမှာမဟုတ်ဘူး ငါကဒုက္ခခံရမှာမဟုတ်ပါဘူး။ငါကနင်းနဲ့တောက်ပါရမှာပါ။ငါကဘဝကိုပော့ပော့ပါပါပျော်ပျော်ပါပါဖြတ်တန်းမှာပါ။ရှေ့ရှောင်းကောင်းတာတွေပဲဖြစ်လာတော့မှာ။ငါမှရှိရဲ့အရာအလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင်တန်ဖို့ဖြစ်လာတဲ့ငါဘွားကို အကောင်းဆုံးဖြစ်စေရမယ်ရှင်တန်နေတဲ့အခိုက်တန်တိုင်းကိုအကောင်းဆုံးအသုံးချပါမယ်ငါရောက်နေတဲ့နေရာကစပြီးငါမှရှိတဲ့အရာတွေနဲ့ငါတက်နိုင်သလောက်စူးစမ်းပါမယ် အားလုံးအဆင်ပြေတော့မှာပါအဆိုးပြီးရင်အကောင်းတွေပဲလာတော့မှာအရာရာတိုင်းကအချိန်နဲ့အမျှပိုကောင်းလာတော့မှာပါငါကအရန်ကိုစိတ်ချမ်းသာနေပြီ။